ိုးတော့ကမြက်ကန်းပုံနာ6ယောက်ရှိတဲ့မျက်စိရကန်းသူတို့6ယောက်ကဆင်ကိုမသိတဲ့အခါကျတော့ဆင်နာမှာကပ်ပြီးတော့တယောက်ချင်းစီစမ်းကြည့်ကြတယောက်ကနှာမောင်းစမ်းပြီးဩဆင်ဆိုတာတခါတည်းရှိရှိမြို့မြို့ပြော့ပြော့တော့မွေးလို့အကောင်နေမှာအဲ့လိုဖြစ်နေပေါ့တယောက် နောက်တစ်ယောက်ကအစွဲစမ်းမိတဲ့လူပါ။ဩဆင်ဆိုတာမာမာတောင့်တောင့်ဒါကတော့တုတ်ချောင်းလိုဟာနေမာနောက်တစ်ယောက်ကနရွက်စမ်းမိတဲ့နရွက်စမ်းမိတဲ့လူပါပါ။ဩဆင်ဆိုတာတခါတော့ရက်တောင်ကြီးလိုနေမာနောက်တစ်ယောက်ကချက်တော့စမ်းမိချက်တော့စမ်းမိတဲ့လူပါကြတော့ ။ဩဆင်းဆိုတာတက်လုံးတက်တိုင်လုံးနေမှာပဲ။နောက်တစ်ယောက်ကပိုက်ဆံမိ။ပိုက်ဆံမိတဲ့လူကဩဆင်းဆိုတာကတော့ရှင်သခေါ်ကြီးလိုနေမှာ။နောက်တစ်ယောက်ကအမိဆံမိ။အမိဆံမိတဲ့လူကဩဆင်းဆိုတာကြိုးကလေးလိုနေမှာ။သူတို့တစုံတစသူတို့တိတာလေးကုန် သူတို့အထင်နဲ့သူတို့အယူအဆပြောဆိုနေကြတယ်ပေါ့နော်တကယ်တမ်းသူတို့သိနေတာဆင်းရဲဆင်းတကောင်လုံးရပုံစံအမှန်မဟုတ်ဘူးဆင်းရဲမှာဒစိတ်တစ်ပိုင်းတနည်းအားလေးပဲဒီပုံမြင်လေးကဥစဉ်တို့ဘာလို့ပြောကြင်တာလဲဆိုတော့ကိစ္စတစ်ခုကိုကိုမကြွန့်ကျင်တဲ့ကိစ္စတစ်ခုတစွန်းတစားသိအောင်လေးနဲ့တွားပြီးတော့မငင်းရအောင်เนาะ အရှုပ်လက်ရှိစီတဲ့ဘာမှတည်တည်ချာချာကြာရနာနာမတိထားမတက်ထားပဲနဲ့သူများလုပ်ငန်းကိုသွားပြီးတော့လက်ညှိုးတို့ခါတော့ဆရာလောက်တက်တယ်အေးအဲ့ဒါအဲ့အကျင့်ကိုဖြောင်းနော်သူများအမြင်ကတ်တာခံရတဲ့အဲ့ဒါတာယောမလို့ကျောင်းရတခုပြောမယ်ဆုံးမယ်ဆိုလို့ချင်းလုံမယ်ကိုင်းမယ်ဆိုလို့ချင်းတစွန်တစနေတည်အောင်လေးနဲ့မပြည့်စုံနိုင်ဘူးပေါ့နော်အကုန်လုံးလုံးစိတ်ပတ်စိတ် ဆန်တကောင်လုံးကိုတိမာတာနဲ့ဆင်းပုံမှန်တရာအမှန်ကိုတိနိုင်မှာဖြစ်တယ်လို့လုပ်ငန်းတစ်ခုနဲ့ပတ်သက်ပြီးကိုကလုံမဲ့ခိုင်းမဲ့ပြောမဲ့ဆိုမဲ့ဆိုလို့ချင်းသူများတဲ့ခေါင်းတစ်လုံးတာနေနေတဲ့ဆိုရင်အကုန်လုံးလုံးစိပတ်စိကြကြနာနာတိအောင်တအောင်လေးလာတင်ကြားထားဖို့လိုတယ်ပေါ့အဲ့လိုမျိုးပဲတစုံတစားလေးတိတာလေးနဲ့ဆရာလုံမဲ့ဆိုရင်တော့အမှန်ကိုတိရမှာမဟုတ်တယ်လို့တကယ်အောင်မြင်တဲ့အနေအထားကိုလည်းရောက်လာမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုကိုယ်တိုင်းနိုင်နိုင်နဲ့အလုံးစုံကြွန်းကြွန်းကျွန်းကျွန်း 咱们要查查嘛，好了呗。